မင်္ဂလာပါရှင့်ဒီကနေ့မှာတော့တရက်ပင်တွေပေါ်များတဲ့အညာဒေသမှာမိုးတက်လေပြင်းတွေကျနေတဲ့အတွက်တရက်သီးကင်းတွေ အများပြားကျွေကျနေတယ်လို့ကြားသိရလို့ကျွေကျသွားတဲ့တရက်သီးလေးတွေကနေတစ်နှစ်ပတ်လုံးစားလို့ရအောင်တရက်ချင်လုံးနီးလေးကို ပြန်လည်မျှဝေပေးသွားလိုက်ပါတယ်ရှင်။တစ်နှစ်ပတ်လုံးအထားခံတဲ့တရက်ချင်သိန်းနီးလေးပါရှင်။အခုဒါမှဆိုးရလေးအိမ်နဲ့တရက်ပင်ရတာကျွေတဲ့အသီးလေးတွေကိုအလကားမဖြစ်အောင်လို့ ကျွေးတဲ့ဟာလေးတွေကိုတနည်းနဲ့တနည်းပေါ့နော်တရက်ချင်းလေးထဲတယ်တရက်ချင်းထဲတာလေးရလွယ်လွယ်လေးဆိုတော့မဆိုးပြောပြပေးမယ်နော်အခုဆိုးရတာအိမ်မှာရှိတဲ့ခြေကလေးနဲ့ပေါ့တရက်တီးလေးတွေကိုသေးချာလေးအမြောင်အမြောင်လေးတွေရအောင်ချစ်တယ်အဲ့လိုမျိုးလေးတွေချစ်တယ်သူကအမြောင်လေးတွေတအားသေးတယ်ဆိုလို့ရှိရင်ပြော့သွားမှာဆိုလို့အနေတော်လေးပေါ့နော်အဲ့လိုမျိုးလေးတွေချစ်ပြီးတော့ကြာတော့ခုဒါချစ်လို့ပြီးသွားပြီဆိုတော့စားနဲ့နှဲမယ်သူကခက်ခဲရင်းရင်းဘာမှမပါဘူးဒီလားလှုပ်ရှားရတဲ့အခုစားအနေတော်ထည့်မယ်ပေါ့ကိုထည့်ချင်တော့အနေတော်လေးခုဒါဆိုရင်မဆူတာတရက်တီးနှလုံး နှလုံးဒါဒီနေ့ကြွေတဲ့ဥစ္စာကိုတနေ့စာနဲ့တနေ့စာကိုကြွေတာလေးတွေကိုအကုန်လုံးကိုနေ့တိုင်းနေ့တိုင်းအချင်ထဲတယ်ပေါ့အချင်လေးပိတ်ထားတယ်အဲ့လေးနဲ့ကျွတ်ကျွတ်အေးလေးနဲ့ထဲ့တယ်ဆိုလို့ရှိရင်ဒါလေလဲဟိုကလေမဝင်တော့ဘောလေမဝင်တော့တာဖြစ်တဲ့အတွက်တစ်နှစ်လုံးအထားခံတယ်အဲ့ဒါကြောင့်မို့တကယ်စားလေးတွေနဲ့နှံ့နေအောင်နေဘာမှမခဲရင်းမှုတော့သိလားကိုယ့်အိမ်မှာတရတီးဥမာကိုယ့်အိမ်မှာတရတီးရှိတာ ဟိုအပင်ရှိတာပဲဖြစ်ဖြစ်ဒါမှမဟုတ်ကိုကဈေးရဝဲလာတယ်စားကျင်တာနည်းနည်းပဲစားကျင်တာဒါနဲ့ဝဲလာတာများတယ်ဆိုလို့ရှိရင်အလကားမဖြစ်အောင်ဒီလိုမျိုးလေးမဆုလိုမျိုးတရချင်းလေးတိတ်ထားပါလို့အဲဈေးမှလည်းတရချင်းလေးဝဲလို့ရတယ်ဒါအိမ်မဲ့ပေါ့နော်ကိုကိုတိုင်းတိတ်ပြီးမှစားရတဲ့အရာတာကဘာနဲ့မှလဲလို့မျိုးဘာနဲ့မှမလဲနိုင်ဘူးပေါ့နော်အရန်ကောင်းတယ်အခုဒါဆိုလို့ရှင်ဆားနဲ့နှဲပြီးပြီးနှဲပြီးပြီဆိုတော့ကြာတယ်မဆိုးอ่ะအဲ့ဒီမှာအိတ်ကလေးနဲ့ထည့်တယ်အဲ့ဒီအိတ်ဆိုလို့ရှင်ဒါမဆိုးတာအိတ်ကအပြည့်နော်အပြည့်ဆိုတော့ကြာတော့အဓိက ကိုထက်တာကတန့်ဖို့လိုတယ်နော်အစတော့ကတော့ဘူးနဲ့ထဲမလို့မဆိုတော့ဘူးနဲ့မထဲပဲနဲ့အိတ်နဲ့ထဲလိုက်တယ်အိတ်နဲ့ထဲတယ်ဆိုလို့ရှင်ဒီဥစ္စာကိုတစ်ခါနဲ့တစ်ခါဆိုလို့ရှင်ဒါပြုတ်ပြီးရင်ပြန်ပြီးတော့ခြီးတယ်ပေါ့နော်အဲ့လိုမျိုးတစ်ခါတော့ကလေးတွေပဲထဲလိုက်တာပေါ့ကွာမဆိုးထဲလိုက်တာじゃတစ်ခါတော့ကလေးတွေဆိုတော့じゃတော့တဲ့အိတ်ကိုတစ်ခါတော့တဲ့အိတ်ကိုတစ်ခါတော့တရက်စာနဲ့တရက်စာအဲ့လိုတွေဘူးနဲ့ဆိုလို့ရှင်じゃသူကဖွင့်လိုက်ပိတ်လိုက်ဖွင့်လိုက်ပိတ်လိုက်ဆိုလေးတလက်မှဖြစ်တဲ့အတွက်တစ်ခါတော့စာလေးတွေကိုပဲအချင်းတိတ်လိုက်တယ်ပေါ့အဲ့လိုမျိုးတွေထည့်ပြီးပြီဆိုလို့ရှင်တေချာလေးဖိလိုက်ပေါ့ လက်ကလေးနဲ့ကိုအားရတဲ့လောက်ကလေးဖိတုအကြီးနဲ့တူလေးပြန်ထွက်လာတယ်တွေ့လားအဲ့ဒါဆိုလို့ရှင်ဒေချာလေးတွေကိုကြင့်နေအောင်လိမ့်မယ်လိမ့်ပြီးလို့ရှင်မျောကွန်းလေးနဲ့စီးမယ်အခုထဲကစားဆိုတော့သူကအလိုစိမ့်စိမ့်လေးဖြစ်နေတာနောက်တရက်ဆိုရင်အယောင်ပြောင်းတော့မှကြည်တာမဆိုးလေအရင်နေ့ကထည့်ထားတဲ့အထုပ်ကလေးတွေကိုပြတ်ပေးမယ်ဒီမှာကြည်တာဆိုဟိုးအရင်နေ့ကထည့်ထားတာလေးနဲ့ဒီနေ့ဆိုရင်ဒါ၃ထုပ်တောင်ရသွားပြီအခုဒါလေးဆိုဟိုးနေ့ကထည့်ထားတာလေးကအခုဒီဆိုစားလို့ရနေပြီနော်အဲ့ဒီမှာကြည်၃ထုပ်အဲကိုစားခြင်းရင်စားမစားခြင်းနေဘူးဆိုရင်ဒါဆိုရင် တစ်နှစ်လုံးထားလို့ရတယ်ပြီလားအဲ့လိုမျိုးလေးတွေတင်းပြီးတော့ထားကြပါလို့မဆိုရကြတော့အိမ်လေးတွေနဲ့အလိုလေးတွေထဲထားတယ်ရှင်မအယောင်လေးတွေမတူဘူးเนาะသူကစားလို့ရပြီဆိုလို့ရှင်အယောင်လေးကဖြော့ဖြော့လေးဖြစ်သွားတယ်အခုမှသိတဲ့ဥစ္စာဆိုရင်တော့အယောင်လေးကစိမ့်နေတယ်ပေါ့เนาะကဲစားလို့ရပါပြီရှင်အိတ်လေးနဲ့ဆိုတော့တခါတုပ်လေးတွေပဲလှုပ်လိုက်တယ်ပေါ့เนาะအဲ့လိုလေးပါ